ပကံပြည်တည်ထောင်ခဲ့တဲ့ကာလကိုဥက္ကလရာဇဝင်မှာတက္ကရာ76 AD 94ခုနှစ်မှာတေခိတရာပြတ်ပြီးတက္ကရာ29 AD 100ခုမှာရုံလွတ်ကျွမ်းမှာတမောရရဲ့မင်းက19ရွာသားတို့နဲ့ပုဂါရာမပြည်ကြီးကိုတည်ထောင်တယ်လို့ဆိုရတယ်။ဒီနေရာမှာပုဂါရာမဆိုတာကပြူစကားကနေစင်ကဲပြောင်းလဲလာခဲ့ပြီးတော့မှအာပုဂါပကံရေလို့ကာလရွေလျှော့လာတဲ့အခါအတန်ဖလှယ်ပြီးပြောင်းလဲခဲ့တာလို့လည်းဆိုကြပြန်တယ်။ နော်ဒာမင်းကြီးတိခိတရားကိုရောက်တဲ့အခါဒုဒ္ဓဘောင်မင်းကြီးတီတော်မူတဲ့ဇေဒီကိုဖျက်ပြီးတော့မှနဖူးတင်းချစ်တော်ကိုယူပြီးဆင်းပြီးတော်နဲ့ပင့်ဆောင်ခဲ့တယ်။တိခိတရားမျိုးကိုလည်းနောက်မှသဘုံတကန်းနေခုအောင်နေထိုင်မှဆိုးတဲ့အတွက်ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဥက္ကလာယဇောမှာတိခိတရားပြည်ပြက်ပြီးမှပကံပြည်တိချောင်းနဲ့ဆိုပေမဲ့ခရစ်နှစ်တရားစုမှာတိခိတရားကအပြီးမပြက်ဘဲနဲ့နော်ဒာမင်းကြီးလက်ထက်ဆက်တရားစုမှာအပြည့်တိုင်ဖျက်ဆီးခံရအောင်ပေါ်ပြထားတာက ချက်ကပြောတဲ့နဖူးတင်းကျစ်တော်ကိုယူပြီးအပြီးဖြတ်ခဲ့တယ်ဆိုတဲ့ချက်ကယုံတိရှိတယ်ဖြစ်နိုင်တဲ့အနေအထားဖြစ်တယ်။နောက်ပိုင်းရှီဟောသူတည်တဲ့ဌာနကတူဖော်ရမှာတွေ့ရှိတဲ့အချက်လက်တွေကလည်းခရစ်နှစ်ဆက်တရားစုနဲ့ကပ်ညီနေတဲ့အကြောင်းစီစဲတွေ့ရှိရပါတယ်ဗျာ။ဒုတိယထူးခြားချက်ကတော့သမုဒ္ဒရာမင်းရဲ့ဗကန်တီကာလကိုစပြင်စကိန်းဝင်29ကခရစ်နှစ်တရခွန်ဖြစ်ပေမဲ့ခစင်စကိန်းဝင်29ကခရစ်နှစ်660ခွန်သာဖြစ်နိုင်တဲ့အကြောင်းဥက္ကလာရာဇဝင်ရဲ့ဗကန်စတည်တဲ့ ခရစ်နှစ်ဟာခရစ်နှစ်ခုနှစ်ရာစုသာဖြစ်နိုင်တယ်လို့ဆိုကြပြန်တယ်မြို့တော်ကတရားစုမှာမပြည့်စည်ခဲ့ပဲနဲ့ဆက်တရားစုရောက်မှာပြီးဖြတ်ခဲရတဲ့အကြောင်းကလည်းတစ်ချက်ပါပဲပကံပြီးတွင်းသင်းမြန်မာရာဇဝင်မှာတော့တက္ကရတူ16ခုခရစ်နှစ်94ခုမှာ၄ဝေလာလို့သကောလွန်လာတာကိုငါသကောစစ်ကြီးလာပြီဆိုပြီးတော့မှကောလာဟာလာဖြစ်လို့ပြူတစု၊ကံရန်တစု၊မြန်မာတစု၃စုကွဲသွားပါတယ်ခစ်တခစ်ပြတ်သုံးသွားတာဟာ ဆံပြတဲ့သကောလွန့်တာနဲ့တောင်ပြည့်ရတယ်ဗျာကောလာဟာလဆိုတော့ပိုသေးသေးမဟုတ်ဘူးဆိုတာတွေ့တယ်မလားမြမပြည်မှာဒီပြူခင့်မှာတိုင်းပြည်တစ်ပြည်တော့ပြည့်ဖူးတယ်ဗျာမြမာတွေကတွေ့ပေါ့မင်းကြီးရဲ့လှန်တော်ကြရာနောက်ပြည်ကြီးဖြစ်လက်နဲ့ဆိုတဲ့နမိတ်ကိုစွဲပြီးတော့မှပကံမြို့တရားရက်မှာညောင်ဦးငကပုငကကြည့်မကြီးကြီးတူးတယ်ကြောက်စကားကုကဲတဲ့ညောင်ဝဲအမှုရာအဲ့အမှုရာဆိုတာကအခုမြင်းကပါပါ ထဆောင်ကျွန်းရွာဘူးကျင်းလူကိုကူတောင်ဖမြေခဲတွင်တရရအုံများယုံ့ရွာဆိုင်စတဲ့စကူးရွာနဲ့ပေါင်းပြီးတော့မှပကံမှာမြို့တည်ကြပါတယ်။အဲ့မှာပြူနဲ့ကံရန်တို့စစ်ဖြစ်တဲ့အခါမှာကြတော့စစ်တီဘူပါများတဲ့သူကနိုင်စမြင်းဆိုပြီးတော့မှဆုံးဖြတ်ပြီးတော့မှတစ်ဖက်နဲ့တစ်ဖက်ဓာရီလန်နေနဲ့စစ်တိုက်ကြတာမဟုတ်ဘဲနဲ့ပထိုးကြီးတစုစီတည်ကြပါတယ်။လူများတဲ့ဘက်ကပထိုးမြန်မြန်ပြီးတဲ့စနစ်ပေါ့ ကံရံတို့တဲတဲ့ပထိုးပထိုးကြီးကပြီးလူပြီးခင်မှာကိုရွှေပြူတို့ကဝါးကိုပထိုးရောင်လှုပ်ပြီးတော့မှပိတ်ဖြူစနဲ့ရစ်ပတ်ပြီးတော့မှသူတို့ဘက်မှာထီတင်ကြပါတယ်အဲ့တော့ဟိုဘက်ကကံရံတို့မြင်ရတာပြူတွေဘက်မှာတော့ထီတင်ပြီးပြူတွေဘက်မှာပထိုးကြီးပြီးပြီဆိုပြီးငါတို့လက်စစ်ရှုပ်ပြီးငါတို့ဘက်ကဖျားမတဲလို့မပြီးသေးဘူးဆိုပြီးတော့မှပြေးကြပါတယ်ဗျာအဲ့ဒီတော့စစ်တိုက်တာတောင်မှဖျားတဲပြီးတော့မှတိုက်ခဲကြတယ်ပကံရာဇဝင်အဆောက်အဦတည်ရင် ရှင်းစားခေါနာကဓာတ်လုံးနေအောင်လို့ပကံမှာရွှေမုံငွေမိုးကျော်တာတွေမုတ်ဆိုးမအစဘုရားတီကြတယ်ဆိုတဲ့ယုံနှန်းစကားတွေကိုခမည်းပါသူခမည်းသုံးသက်ပါခမည်းပါသူစဉ်းစားကြည့်ပါတော့ဗျာစစ်တိုက်တာတောင်မှတစ်ဖက်နဲ့တစ်ဖက်နဲ့ဘုရားတီတန်းစစ်တိုက်တဲ့ပကံမှာပကံအစအာစီပင်ဖွံ့ဖြိုးလာတဲ့ခေရောက်တဲ့အခါကျတော့ဘယင်ကလည်းတဲတိုင်းပြည်ကတတိယကြွယ်တွေကလည်းတဲနော် မူးမတ်တွေမင်းကြီးမင်းသားတွေကလည်းပကံဖျားတဲတဲ့အတွက်ဒီလောက်ဖျားတွေများနေရခြင်းဖြစ်ပါ